မင်္ဂလာပါကိုခဲစ်တဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခဲမှာဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေအထဲမှာဆက်လက်ကြန့်ရှိနေသေးတဲ့အပြောင်းအရွှေ့သတင်းတွေကိုဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာ ကဲကျွန်တော်ပထမဆုံးရွေးထားတဲ့သတင်းကတော့ La Gazzetta dello Sport ကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Man United နဲ့ Moyes Kane တို့ထပ်ပြီးသတင်းတွေထွက်လာပါပြီ။ဒီအချိန်မှာ United တို့တိုက်စစ်ပြစ်မှတ်ကစားသမားတွေကိုအာယုံစိုက်ပြီးတော့အဓိကထားခေါ်ဝင်နေတာအားလုံးလည်းသိမှာပါ။ Number 10နေရာမှာကစားနိုင်မဲ့ကစားသမားနှစ်ယောက်ကိုခေါ်ဖို့ကြိုးစားမှုလုပ်နေပါတယ်။တယောက်ကတော့ Matias Cunha ရောက်သွားပါပြီ။နောက်တစ်ယောက်ကလည်းအချိန်ကာမြွေ United အသင်းကိုရောက်လာနိုင်တယ်။ Brentford အသင်းရဲ့ ောင်မတိုက်စစ်ကစားသမား Brian Ambumo ဖြစ်ပါတယ်။ Ambumo ကို United အခုနောက်ဆုံးကဲလာလိုက်တဲ့ third offer က Brentford လိုချင်တဲ့ပြောင်းရွှေ့ခြင်းအမောင့်ပမာဏဖြစ်တဲ့အတွက်ကြောင့် Brentford အသင်းသားလက်ခံရင် Brian Ambumo နဲ့ United တို့ရဲ့အပြောင်းရွှေ့သတင်းဟာဖြစ်ပြီ။အဲ့တော့ Bro လည်းမျက်လုံးထဲမှာမြင်ပါပါ။ Ruben Amorim လိုချင်တဲ့ attacking trial မှာ AM ကစားသမား2ယောက်ဒီအသင်းကိုရောက်လာဖို့အခြေအနေနှီးသွားပြီ။တယောက်ကတော့ရောက်သွားပြီပေါ့နော်။အဲ့ဒီ AM 2ယောက်က တော်နံပါတ်10လို့သာပြောပေမဲ့ winback ကစားသမားရင်းနဲ့အများတန်းချိန်ပြီးတော့ဆော့ရတာဒါပြီးခဲ့တဲ့ရာသီကလေးကဘျော်ပိုင်းတုံးတမှုလို့ရင်ကျွန်တော်အများတန်းလို့ထောက်ပြတဲ့ဟိုထောက်ပြချက်တစ်ခုပဲဗျာ winback တွေအထဲထဲရောက်သွားရင်အဲ့ဒီ AM တွေက win ကိုထွက်သွားတာဆိုတော့ခူးညာရော Brian Ambu မော်နှစ်ယောက်လုံးအဲ့လိုမျိုးကစားနိုင်တယ်ဆိုတော့ကျွန်တော်တို့လိုအပ်တဲ့နောက်ထပ်တနေရာက နံပါတ်9နေရာဖြစ်သွားပြီအဲ့တော့နံပါတ်9နေရာမှာ Habro Joshua Zexy ရှိတယ် Rasmus Wiland ရှိတယ်နီးပြမပြောနဲ့ United fan တွေထဲမှာတော့မှအဲ့နှစ်ယောက်လုံးဘသူကြိုက်တဲ့တော့ယုံကြည်လို့မှမရတာ Joshua Zexy ဆိုတာကလည်းတန်းလို့လို့နိုင်လို့လို့ကစားနေတာအဲ United ကတော့အသေးမှဆက်ပြီးတော့ထိန်းထားမယ်နောက်ဘောလုံးရာသီတွေမှာသူ့ရဲ့ခြေသွမ်းတစ်ချက်ဆောင်ကြည့်မယ်ဆိုပေမဲ့ Joshua Zexy ကကိုးရဖို့အတွက်အများကြီးမျှော်လင့်လို့မရဘူးလေ Rasmus Wiland 200တိလောက်ကစားပြီးသွားပြီးတိုးတက်မလာတဲ့အခြေအနေမှာအရင်ယုံကြည်လို့မရတော့ဘူးအဲ့တော့နောက်ကခူးညာတို့အန်ဘူးမိုးတို့ဘရူနိုဖာနန်ဒက်စ်တို့ဘလောက်ပဲ chance create တွေလုပ်ပေးလုပ်ပေးဒါကို finishing လုပ်ပေးမဲ့နံပါတ်9ကစားသမားမရှိဘူးဆိုရင်အဆင်မပြေဘူးဗျာကဲနောက်ဆုံးကုံကုံအဲ့နံပါတ်9မရောက်လာဘူးဆိုရင်တော့ Ruben Amorin အနေနဲ့ perfect မဖြစ်တဲ့ attacking triangle တစ်ခုရတယ်လို့တော့သူ၃ပေးကောင်း၃ပေးနိုင်တာပေါ့ဗျာထားပါတော့ Matias Cunha ကိုနံပါတ်9နေရာမှာတည်ပြီးတော့ Bruno Fernandes နဲ့ Brian Ambumo နောက်မှာနံပါတ်10နေရာရန်ဆော့တဲ့ attacking triangle ပုံစံမျိုးရတာပေါ့ သုံးလုံးမရတာတော့မဟုတ်ရတယ်ပို့ပြီးတော့ perfect ဖြစ်စေခြင်းတော့အဲ့လို moise gain လိုမျိုးအကောင်ကြီးကြီးနဲ့တူအားယုံအားကောင်းတဲ့အမြင်မောနိုင်တဲ့တိုက်စစ်မှုတယောက်ကိုတော့ပို့ပြီးလိုအပ်တယ်ဆိုတော့ moise gain ကိုဘာကြောင့် united ကိုခေါ်ဖို့လိုတယ်လဲကျွန်တော်ဘာကြောင့် united နဲ့ live ဖတ်တယ်လို့ပြောနေတယ်လဲအဲ့ဒီအပိုင်းဆက်လက်ဆွေးနွေးပါမယ် moise gain ကိုခေါ်ခြင်းနဲ့ဆိုရင်အခု july လ ၁ရက်နေ့ကနေ15ရက်နေ့အတွင်းဖရင်ဒီနာကိုပေးချေရမယ့်ပြောင်းရွှေ့ခြေကပေါင်44.5၅သန်းပဲရှိပါတယ်။ကင်းလိုမျိုးအသက်25နှစ်အရွယ် prime ရောက်နေတဲ့ကစားသမားတစ်ယောက်ကိုပေါင်တန်း90ရောက်တန်ကြီးကပစ်စလက်ခတ်တန်တယ် bro ။ဒီမြမောက်ခေဘော်ရမလုံးလောကမှာလိုက်ရှာကြည့်လိုက်။တိုက်စစ်မှုတစ်ယောက်ကိုအနည်းဆုံးပေါင်တန်း60ကျော်တောင်းနေတဲ့ခေ Shashko Vidyogesh ခေါ်ဖို့အတွက်အခုခက်ခဲတဲ့အချိန်ကြီးအများကြီးရှိတယ်။ United အဲ့နှစ်ယောက်လုံးရမှာမဟုတ်ဘူး။ဆိုတော့ကင်းကရေကန်အသင့်ကြတဲ့ ခေါ်ကိုခေါ်ရမယ်ကစားသမားနော်ကင်းရဲ့စာချုပ်သတင်းသည်2029မှာကုန်မှာဒါပေမဲ့လေဒီ option ပါတဲ့အတွက်ကြောင့် United တို့အသက်သွင်းလို့လွဲတယ်နောက်ထပ်တစ်ချက်ကမွာကင်းကိုစိတ်ဝင်စားနေတဲ့ club ကများများစားမရှိဘူး United နဲ့ပဲတောက်လျှောက်သတင်းထွက်လာတာ bro မမီလားပြီးခဲ့တော့ဘောလုံးရသည်မပြီးခင်ကတည်းကမွာကင်းကိုခေါ်ချင်နေတဲ့ club တွေထဲမှာ United ကထိတ်ဆုံးရပဲအဲ့တော့ကြောင့်ဒီလောက် amount ပမာဏလေးကိုအသက်သွင်းလိုက်မယ်ဆိုရင်တိုက်စစ်ပိုင်းမှာ Brian Ambumo မရဘူးဆိုရင်တော့မှပို့ပြီးဟိုပုံစံကျတဲ့တိုက်စစ်အစုဖွဲ့ကိုရလာမယ်လို့တော့ကျွန်တော်ကတော့ ထစ်ချထင်းနေဗျထားပါတော့ဗျအန်ဘူးမို့ပြောင်းရွှေ့ကြီးမတဲ့လို့မခေါ်ဘူးဆိုရင်တော့ဘရူနိုဖာနန်ဒက်စ်အာမဒီယာလို့အဲ့နေရာမှာဆော့လို့ရတယ်တိုးတော့နံပါတ်9နေရာမှာတယောက်မှမခေါ်ယူနိုင်ဘူးဆိုရင်ခူးညဝင်ဆော့ပေးတာမှန်ပေမဲ့မွာစကင်းလိုမျိုးတကက်အထောင်စစ်စစ်ကစားသမားတယောက်လောက်အဆင်မပြေဘူးအဲ့တော့ကင်းကအရှိသွေးအပြည့်ရှိတဲ့ကစားသမားတယောက်ဆိုတာစတင်ထွန်းတောက်တဲ့အချိန်ကာလကလေးကအလုံးကတတ်မှတ်ခဲ့ပြီးသား။ "तू ကကံတရားဖေးမမှုမရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်ထင်တယ်။အသေးသေး तू အများကြီးကစားခဲ့ဘူးလေ။ Humanness မှာလည်းမစိုးပါဘူး။ Everton မှာလည်းလာတော့ဘူးတဲ့။ PSG လည်းရောက်တယ်။ထင်တယ်လို့ဖြစ်မလား?" ာကိုဒီဖီရင်တီနာမှာတော့သူ့ရဲ့အသက်အရွယ်ကလည်းအကောင်းဆုံးအချိန်ရောက်နေပြီးတိုအားရှုံးကအပြစ်ဘာမှအပြစ်ပြောစရာမလိုဆိုတော့ဒီတဲ့ကိုအနစ်ချောရမယ်ဆိုရင်တခြားသောကလပ်တင်းတွေစိတ်မဝင်စားသေးတဲ့အချိန်မှာမွားစကင်းကိုယူနိုက်တက်တို့အနေနဲ့လက်ဦးမှုရယူပြီးခေါ်တဲ့နေအခုတုံးထားတဲ့ငွေကြေးအမောက်ပမာဏတွေကပေါင်တန်းတရာထုတ်ပေးထားတယ်များနေပြီဆိုပေမဲ့မတက်နိုင်ဘူးလေမခေါ်လို့မမရတော့ခေါ်မှမှာပဲပြီးမှနောက်ကိစ္စနောက်ရှင်းတော့ရရင်ရတဲ့ကစားသမားတွေကိုရောင်းထုတ်ပြအငှားချပြဆိုတဲ့ပုံတရံမျိုးပဲလုံးဝမှာပါကင်းကတော့ဦးစ ားပေးအနေနဲ့ ခုံသိနေကစားသမားတယောက်ဖြစ်ပါတယ်ခင်ဗျဆက်လက်ဆွေးနွေးခြင်းတဲ့တရင်ကတော့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Fabrizio Romano ဖော်ပြထားတာပါ Liverpool တင်းကသူတို့တင်းရဲ့နောက်ခံလူ Jerry Quansah ကို Liverpoolsin ကိုပေါင်35သန်းနဲ့ရောင်းဖို့သဘောတူညီမှုရရှိခဲ့ပါပြီဒါပေမဲ့ Liverpool ကလူလေစာချုပ်ထဲမှာ buy back clause ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်ကျွန်တော်ကစောတုန်းကဟိုအာဒီပြောင်းရွှေ့ရဘာတုံးထင်တော့မထင်ဘူး Quansah အသက်ငယ်လေးရှိသေးတယ်ဘာပြော Liverpool ရဲ့နောက်တန်းတနေရာမှာတက်လာနိုင်ခြေတွေအများကြီးရှိတယ်အခုချိန်မှာ ော့ဗျာကွန်မိုရှာဖြစ်မှုအားနည်းနေသေးတယ်တချို့နည်းနည်းပြော့တဲ့အပိုင်းလေးတွေရှိတယ်ဆိုပေမဲ့ငငယ်လေးရှိသေးတယ်လေ24 25လောက်မှာကောင်းလာတဲ့အခြေအနေမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲအဲ့တော့ဟာဘာကြောင့်ရောင်းလိုက်တာတော့ဘာညာဆိုတော့အတွေးခေါ်မျိုးပဲရှိသေးတယ်လီဗာပူးတာဝန်ရှိရတဲ့သူတွေကတော့ပါနက်ဆွန်နဲ့ပဲ ဘိုင်ဘက်ကလော့စ်ကိုထည့်သွင်းချုပ်ဆိုနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့ရတော့လီဗာပူးအတွက်ဟိုတင့်တင့်တာထက်ပိုတဲ့အပြောင်းရွှေ့တစ်ခုလို့ထင်တယ်။ကွန်ဆာရောဗျာပေါင်35သန်းဆိုတာကလည်းနဲတော့မနေဘူး။လီဗာပူးဘာအိတ်ဆိုင်ပြီးမှကွန်ဆာရောခေါ်ခဲ့ရတာမဟုတ်ဘူး။လီဗာပူးလူငယ်စီမံကိန်းကထွက်တယ်။လုံးဝပြောချင်တယ်ဗျာ organic group ကိုယ့်ရဲ့လူငယ်စီမံကိန်းကထွက်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ပြောင်းလို့ရမယ့်ငွေကြေးအမောင်းပမာဏကလည်းသူတို့အတတင်ရမယ့်အတွက်ကြောင့်လီဗာပူးအနေနဲ့ဒီနေ့ရာဒီငွေသုံးချမ်းနေမှုတွေအပေါ်မှာအနည်းငယ်ပြန်ကာမိမယ်လို့သုံးသပ်မိပါတယ်ခင်ဗျ။ကဲ ်နောက်ဆုံးဆွေးနွေးခြင်းတဲ့အတင်းကတော့ဒါ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Chelsea အသင်းစိတ်ဝင်စားမှုတွေရှိနေတဲ့ Borussia Dortmund တောင်ပံကစားသမား Jamie Gittens ကိုခေါ်ယူရေးမှာ Bayern Munich ကလည်းအပြိုင်ဆိုင်အနေနဲ့ကြိုးပမ်းလာဖို့ရှိနေတယ်လို့သိရပါတယ်အဲ့တော့ဒီသတင်းကိုတော့ ဂျာမန်ဘက်ကခေကာကပေါ်ပြထားတာပါ။ဘိုင်းမနစ်ကဂျေမီဂီဒန်စ်ကိုခေါ်ယူရေးအတွက်ဘိုရရှာဒေါ့မန်ကိုပေါင်55သန်းထိပေးပြီးကမ်းလှမ်းဖို့အတွက်အစီအစဉ်နေရှိနေပါတယ်။အဲ့တော့ချယ်ဆီနေနဲ့အနေငယ်တော့ခက်ခဲနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကစားသမားကချယ်ဆီကိုပြောင်းရွှေ့ခြင်းပင်မဲ့ဘိုရရှာဒေါ့မန်လိုချင်တဲ့ပြောင်းရွှေ့ခြင်းအမောင့်ပမာဏကိုပေးနိုင်တာကဘိုင်းယန်မြူနစ်ဖြစ်နေတယ်။ချယ်ဆီကမပေးနိုင်လို့တော့မဟုတ်ဘူး။သူဂီဒန်စ်ကိုပေးရမယ့်ပြောင်းရွှေ့ခြင်းအမောင့်ပမာဏကိုသတ်မှတ်ထားပြီးဖြစ်တဲ့အတွက်ဘိုရရှာဒေါ့မန်တောင်းဆိုနေတဲ့ခြေတွေတော့ပေးမှာမဟုတ်ဘူးဗျ။အဲ့တော့ကစားသမားကချယ်ဆီကိုပြောင်းခြင်းနဲ့ ်ဒေါ်တမန်ကဘိုင်မြူနစ်အသင်းကိုရောင်းချင်တယ်ဆိုတဲ့ပုံသဏ္ဍာန်မျိုးနဲ့၃၃ဖလဲ၃၃ဖလဲတော့မဟုတ်၄ဦး၄ဖလဲပေါ့တော့အပြိုင်လွန်ဆွဲနေတဲ့ပုံစံမျိုးပါဖြစ်သွားနိုင်တယ်ဆိုတော့ချယ်ဆီအနေနဲ့ဒီပြောင်းရွှေ့မှာရှော်ဖို့တင်လာဒါမှမဟုတ်အပြိုင်ဆိုင်လိုက်ဖို့တင်လာဆိုတဲ့အပိုင်းမှာဆက်ပြီးဆွေးနွေးကြည့်အောင် Gideon's ကကစားသမားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကတော့ညင်းလို့မရဘူးအခု Joshi တို့အုပ်စုသည် Messi လူငယ်အကယ်ဒမီထွက်တွေကိုဦးစားပေးပြီးတော့အာယုံစိုက်လာတယ်။ Morgan Rogers အခု Gideon's အကုန်လုံးက Man City လူငယ်စီမံကိန်းကထွက်တဲ့ခြားလိုက်တွေကြီးပဲ လီယန်ဒီလက်လည်းခေါ်ပြီးသွားပြီဗျာကိုပါမားလည်းခေါ်ပြီးသွားပြီအဲ့တည်းကြောင့်ဒီကောင်လေးကိုခေါ်ဖို့ယူဆချက်တည်နိပြအန်ဆိုမာရက်စကာရဲ့ယူဆချက်လားဒါမို့ဂျိုးရှိတို့ရဲ့အကြံပေးမှုလားဆိုတာကတော့တစ်ချက်စောင့်ကြည့်ခြင်းစရာကောင်းတယ်ကစားသမားကောင်းဆိုပေမဲ့သူ့ရဲ့ဒဏ်ရာပြဿနာမှတ်တမ်းကကြောက်စရာကြီးဗျအဲ့တချို့ထောက်ပြနေတဲ့ထောက်ပြချက်လေးတွေရှိတယ်မှန်တဲ့လောက်မှန်ပါတယ်ဘာထောက်ပြချက်တော့ဟာဘရိုကစားသမားတစ်ယောက်ကအဲ့တခြားသောကလပ်သင်းတွေမှာ ဒန်ရန်ပြဿနာရဲ့ရုံးကန်ရပေမဲ့ကို့ club တင်းရောက်လာတဲ့ခါကျရင်ကောင်းသွားတာတွေအများကြီးရှိတယ်တွေ့ခဲ့ဘူးပါတယ်လက်ရှိချိန်ထိလည်းရှိနေသေးပါပဲ သို့တော့6ပြကင်းတဲလဲစင်တယ်လို့တော့မဟုတ်ဘူးပေါ့နော်ကို့အတင်းကိုရောက်လာရင်လည်းဒဏ်ရာပြဿနာပြန်ရနိုင်တယ်ဆိုတော့အချက်လက်တွေပါထည့်ပြီးတွက်ထားဖို့လိုတယ်ကျွန်တော်တို့ Chelsea ကလည်းအဲ့လိုဒဏ်ရာကစားသမားတွေနဲ့ပတ်သက်တိတ်ကိုကန်ကောင်းတဲ့အတင်းလေးရှေ့မှာခေါ်ခဲ့တဲ့ကစားသမားကြီးကြည့် Southampton က Romeo Lever ရာဒဏ်ရာပြဿနာမကြာခဏရတတ်တဲ့သူအရေးစွန်ပြီး Rick Subi ခေါ်လိုက်တယ်ဒဏ်ရာထက်ရတာပါပဲနောက် Leicester City က Wesley Fofana ဒဏ်ရာပြဿနာရှိမှန်းသိလျက်နဲ့ခေါ်တယ်ဒဏ်ရာရတာပါပဲအဲ့တော့ကြောင့်ကျွန်တော်ပြောဒဏ်ရာပြဿနာရင်းနဲ့ပတ်သက်ရင်ကန်ဆိုးတတ်တဲ့ Chelsea အနေနဲ့ Gideon's ကိုအရင်အရင်မဆုံးသင့်ဘူးလို့ကျွန်တော်ယူဆတယ်အခုလိုမျိုးအခြေအနေဆိုရင်ပြောင်းရွှေ့ခြေလည်းအများကြီးပေးရအောင်မယ် Bayern Munich နဲ့လည်းပြိုင်ဆိုင်ပြီးခေါ်အောင်မယ် Bayern Munich ကိုသာပေးလိုက်ပါဒီလောက်အမောင်းပမာဏနဲ့တခြားသောတောင်ပန်ကစားသမားတစ်ယောက်ကိုခေါ်ယူသင့်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် personally ကပြောမယ်ဆိုရင်ကျွန်တော် Alejandro Garnacho ကိုခေါ်ယူစေချင်တယ်ပရီးမီးယားလိမှာတက်သိပြထားပြီးသားကစားသမား Enzo Fernandez နဲ့လည်းအဆက် တွယ်ကောင်းနေရှိနိုင်တယ်အခုချယ်ဆီတင်မှာအာဂျင်တီးနားသားကိုကြည့်မယ်ဆိုရင်အန်โซလေးတယောက်ပဲရှိတယ်အဲ့တော့အန်โซနဲ့ဂါနာချူဘာညာဆိုတော့အတွဲဖက်ပုံစံမျိုးလေးကိုတော့ personality ကမြင်ကျင်တာအသေးစားပဲခဗျအဲ့အတွက်ကြောင့်ပြောင်းချွတ်ကြီးတွေအများကြီး Kaden Strat တောင်းမယ်ဆိုရင်ချယ်ဆီအနေနဲ့မရင်းတင်မှာကြောင့်သုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်ညီကောင်မတော်များတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်